ပြုတ်ကွဲလို့နေပါဖြစ်နေတဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းမှာကြာရှုံးနိုင်ရမဖြစ်စေဖို့သက်ဆိုင်ရာကောင်းဆောင်အသီးသီးကကိုအကျိုးစီးပွားနဲ့ရရှိထားတဲ့အာဏာတွေကိုရှော့တင်တယ်လို့တိုင်းဒလနဲ့ကိုင်ခုနှစ်ဖွဲ့နဲ့စုဖွဲ့ထားတဲ့ Seven E ကို Alliance မှပြောရေးဆိုခွင့်ရှိသူနိုင်အောင်မငေးက CNN သတင်းဌာနကိုပြောပါရယ်။ကြာရှုံးနိုင်ငံဖြစ်ရေးမဖြစ်ရေးဟာသက်ဆိုင်ရာကောင်းဆောင်အသီးသီးအပေါ်မှာသာမူတည်ကြောင်းလည်းသူကပြောပါရယ်။နိုင်ငံကောင်းဆောင်မဲ့ပဲအပေါ်မှာတာဝန်ရှိရပေါ့။နိုင်ငံကောင်းဆောင်ကျွန်တော်ပြောရတဲ့ဒီ SSD ခုလေးကိုပြောတာမဟုတ်ဘူးတော့။ 誒啲人講曬都都要嚟，都其他嚟，誒都老人家要講曬私家嘅咩？誒啲樓車啦，啲人咩啊？啲人私啊，我哋啲阿達咪使過，啲人講曬都冇得，誒都咪都唔知咩，咪都咪都講曬啲嘢，係私家嘅係嘛？啲啲人講曬話話咩？打目的嘅話，啲人講曬條件啊，不如，誒，不如透明，希望佢幫我，不如咩啊？透明，誒，但係佢唔知啊，不如。 လုံးလဲဒီမှာဒီမှုဘယ်လိုရှိမလဲအတန်းတူညီမျှမှုဘယ်လိုရှိမလဲအဲ့ဒါအလုံးကြည့်ရင်မဆိုရင်တော့အာလုံးလို့ရပါတယ်ဒီကိုကြည့်စီဝါ short လိုက်နော်ခုကိုဒီကိုဒီတာကိုဒီကိုပါတီအာကိုရတဲ့အာနာအဲ့လို short လိုက်ဆိုတာဖြစ်နေပါတယ်မဖြစ်တာမဖြစ်ရတော့မရှိဘူးပေါ့နော်ကျွန်တော်ထင်တာ2021ခုနှစ်နောက်ပိုင်းတိုင်းဒေသနဲ့နိုင်ငံတွေအနေနဲ့နေမြေတွေကိုရသလောက်တင်းယူထားတာကြောင့် နေမြေစုမှုမှုတွေကျပြတ်လာတဲ့အများအငင်းပွားမှုပြဿနာတွေဟာလည်းပုံမှုဖြစ်ပေါ်လာလျက်ရှိတာပါ။ဒါအပြင်တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးမှာမတူညီတဲ့တောင်းဆိုမှုတွေကြောင့်အခုအနေထားတိုင်းဆက်သွားနိုင်မယ်ဆိုပါကကြာရှုံးနိုင်ငံဖြစ်သွားနိုင်ကြောင်းလည်းစီးရင်းနဲ့နိုင်ငံရေးအခက်ခဲတွေကသုံးသပ်ထားကြပါတယ်။လက်ရှိ၄နှစ်ကြာကြာဖြစ်ပေါ်လာတဲ့မြန်မာနိုင်ငံရဲ့အခင်းကျင်းမှာအဆိုးရွားဆုံးအခြေအနေကိုရောက်ရှိနေတယ်လို့ရှန်တိုင်းသမျှဒီမိုကရေစီအဖွဲ့ချုပ် SNLD မှာဥက္ကဋ္ဌဦးဆိုင်ညွန့်လင်းကစီရင်တဲ့တင်ဌာနကိုပြောပါရစေ။အခုမြန်မာနိုင်ငံရဲ့အခြေအနေကတော်တော်ဆိုးရွားတဲ့အခြေအနေလောက်ပါပဲ ူဝါယုဆိုရမှာပြောဒီကဘာစီကြီးကိုအဲ့ပေါ်ဒီအားကြီးချက်စီးကမဟုတ်တာမှာပဲတော်တော်ကြီးချိန်ပိုင်းနေတာလေအခုဒီနေ့ကျောင်းဒီဒီမှာကျောင်းလေးကျက်မှာရှိတာကသူတို့ဘုရားစီဒီဒီရဲ့ဆလာကိုပြောနေတယ်ဒီတော့မြန်မာပြည်ကဆလာပေါ့မကောင်းဘူးကျမတို့ချိန်နိုင်လဲအလုံးပြည်လဲဖြစ်ဖြစ်ကြတာပါလက်ရှိမှာတရင်တလက်နက်ကင်တွေအကြားနေမြေစိုးမှုမှုတွေမှာ ရှမ်းပြည်နယ်မှာတော့ KIA နဲ့ TNL ကြား၎င်း၊ KIA နဲ့ MNDAA ကြား၎င်း၊ TNL နဲ့ SSPP ကြား၎င်း၊ RCSS နဲ့ SSPP ကြား၎င်း PNO နဲ့ PNL ကြား၎င်းနဲ့မြေအငင်းပွားပြီးပွတ်တိုက်မှုတွေဖြစ်ပွားနေတာပါ။အဲဒီလိုပဲတနင်္သာရီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်အတွင်းမှာလည်း NMSP နဲ့ KNU ကြား၎င်း KNU နဲ့ KTL ကြား၎င်းနဲ့မြေအငင်းပွားပြီးပွတ်တိုက်မှုတွေဖြစ်ပွားနေကြတာပါ။လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာတွေးဆောင်ဆွေးနွေးခြင်းနီးလန့်နဲ့အပြေရှားဖို့တိုက်တွန်းနေကြပေမဲ့ ပြုပြင်ပြောင်းလဲရေးအရေးတခုကိုတွားနိုင်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမျိုးမရှိသေးကြောင်းလဲစီးရင်းတဲ့နိုင်ငံရေးအခက်အခဲတွေကထောက်ပြကြပါဗျ။